internet ဖွင့်ပြီး TikTok ကြီးတဲ့လူတွေအတွက်အရန်ကိုအသုံးဝင်တဲ့ setting တခုပြောပြမယ်နော်ကျွန်တော်တို့က internet နဲ့နော် TikTok ကြီးတဲ့ဆိုရင်အခုကျွန်တော်ပြောတဲ့ setting ကိုဖွင့်လိုက်ပါနော် app setting ကိုဖွင့်ချင်ရပြီကျွန်တော်တို့အရင်က 1GB data နော် package ကုန်နေဆိုရင်အခုဆိုရင် 300MB 400MB လောက်ပဲကုန်မှာဖြစ်ပါတယ် package တွေအများကြီးကုန်မှာမဟုတ်ပါဘူးအဲအကြောင်းဒီ setting ကိုတော့နော် internet နဲ့ TikTok သုံးတဲ့လူတိုင်း frame ပါလို့ကျွန်တော်ပြောချင်ပါတယ် s setting ကဘာလဲပြောပြမယ်နော် s setting ကအရင်ကိုမှိုက်ပါတယ် s setting ကိုလုပ်ဖို့လည်းကျွန်တော်အရင်ဆုံးဒီ profile tag ကိုနေနိုင်မယ် profile tag ကိုနေပြီးရင်ကျွန်တော်ဒီမှာ line 3ခုရှိရနော်ဒီ line 3ခုနေမယ် line 3ခုနေပြီးကျွန်တော်ဒီအောက်မှာပဲ setting and privacy ရှိရ setting and privacy ကိုနေနိုင်မယ် setting and privacy ကိုနေတာနဲ့ကျွန်တော်ရဲ့ဒီမှာ setting နော် setting တွေအများကြီးပေါ်လာအောင်ဖြစ်ပါတယ်ဒီမှာ best setting ကို frame ရမှာလဲဆိုရင်ကျွန်တော်ဒီအောက်ကိုဆွဲလိုက်မယ် ကျွန်တော်ဒီမှာ data save ကိုရှာမယ်နော် data save ဖြစ်မယ်နော်ရည်ထားနော် data save ဖြစ်မယ်အကောင့်ဝင်လိုက်လိုက်မယ်ဒီကောင်နဲ့ပြင်ရင်ဒီမှာ data save ဆိုတဲ့ cloud ကိုဖွင့်ပေးရမှာဖြစ်ပါတယ်ဒီကောင်ကိုဖွင့်ချရပြီ internet packets တွေအများကြီးကုန်မှာမဟုတ်ပါဘူးအဲအကြောင်း TikTok သုံးတဲ့ဆိုရင်တော့ဒီ setting ကိုဖွင့်လိုက်ပါခုချက်ချင်းပဲဖွင့်လိုက်ပါနော် data တွေအများကြီးကုန်မှာမဟုတ်ပါဘူးဒီကောင်ကိုဖွင့်လိုက်ပါဒီအောက်မှာလည်းရေးထားရနော်တေချာဖက်လို့ရပါရနော်ကျွန်တော်ကမယုံဘူးဆိုရင် ဒီကောင်ကိုတိချဖက်ပြီးမှလို့လို့ရပါတယ်နော်ဒီကောင် French app data set ဖြစ်ပါတယ်အဲကြောင့်ကိုက TikTok ကို internet နဲ့တုံးလို့ဆိုရင်ဒီ setting ကို free line ပါ